ဒီနေ့ဆရာရေးပြမှာတော့ဒီ subject verb object ဖြင့်နောက်မှာရှိ adverbial ဆိုတဲ့ဟာလေးကိုပြောပြပေးမယ်အဲ့တော့ adverbial နဲ့ပတ်သက်ပြီးတော့ဘာလဲဆိုတာကိုသိသွားမယ်အဲ့တော့တနေ့တစ်ခေါက်သာ တနေ့တစ်ခုသာပုံမှန်လေးထိသွားမယ်ဆိုရင်တဖြည်းဖြည်းနဲ့တစ်စင်းပြီးတစ်စင်း level တက်လာမှာတော့ဖြစ်တယ်။အဲတော့စာကြောင်း၅ကြောင်းရှိတယ်။စာကြောင်းလေးတွေဖတ်ကြည့်တဲ့အခါကျတော့ရိုးရိုးလေးတွေလိုပါပဲ။ဒါပေမဲ့ alpha VS ဆိုတာဘာလဲဆိုတော့ဘာလို့ပြောပြချင်တယ်။ alpha VS ဆိုတာက alpha လိုပဲ။သူကဒီရှေ့မှာရှိတဲ့ဒီ verb နော် verb ကိုအထူးပြုတယ်။ဒါမှမဟုတ်လည်း adjective နဲ့ adjective ကိုလည်းအထူးပြုတယ်။အဲဒါမှမဟုတ်လည်းစာကြောင်းတစ်ကြောင်းလုံးကိုလည်းထပ်ပြီးတော့ modify အထူးပြုနိုင်တယ်။ဘလို့နည်းနဲ့အထူးအထူးပြုလဲဆိုရင်ဒီ verb တွေဟာဘလို့ဖြစ်နေရလဲ။ အမှုဘယ်နေရာမှာဖြစ်နေရလဲဘယ်အချိန်မှာဖြစ်နေကြတာလဲ why ဘာကြောင့်ဖြစ်နေရလဲ to what extent ဘယ်အတိုင်းအတာအထိဖြစ်တာလဲဆိုတော့ဒီကိစ္စရဲ့တခုလုံးကိုသူကလှမ်းပြီးတော့ modify လုပ်လို့ရတယ်အဲ့ဒါ FFV ရဲ့သဘောတရားပဲဒီကောင်ဒီဘယ်လိုဖြစ်တာလဲဆိုတာလည်းဖြစ်နိုင်တယ်ဘယ်နေရာမှာဖြစ်တာလဲဆိုပြီးပြောရတဲ့ဟာလည်းဒါ FFV ရဲ့ပဲဘယ်အချိန်မှာဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲနဲ့ဘယ်အတိုင်းအတာအထိဖြစ်တာလဲဆိုပြီးတော့ရှေ့ကစာကြောင်းကြောင်းလုံးထပ်ဖြည့်ပေးထားတဲ့စကက်လုံးဒါမှမဟုတ်စကက်တွဲနော်စာကြောင်းမှန်သမျှကိုဘာလို့ခေါ်လဲ FFV လို့ခေါ်ရယ် ီကောင်လှမ်းဖြည့်ပေးထားတဲ့ကောင်ပေါ့ဟုတ်ပြီဒါဆိုဒီမှာငယ်ငယ်တော့ကြည့်လိုက်အောင် subject ကတော့သူမတက်ပြပြင် verb လာမယ်နောက်ဆုံးမှာရှိတယ်ထားခဲ့တယ် object စာအုပ်ကိုစပွဲကုန်ပေါ်မှာဆိုရဲတရွဲဒီဒါ preposition ပါတော့ preposition နဲ့ phrase လို့လည်းခေါ်တယ် on ဆိုတာ preposition နဲ့ phrase ကိုဒါပေမဲ့လည်းဒီစာအုပ်ကိုထားရဲဆိုတဲ့ကိစ္စဒီဘယ်နေရာမှာဖြစ်သွားလဲဆိုတဲ့ဝဲကိုထောက်ပေးထားဖြစ်လို့ကြောင့်ဒီစကားတွဲလေးကိုဘာလို့ခေါ်လဲလို့မှတ်ထားမယ် verb ဖြစ်လို့ခေါ်တယ်အဲ့လိုလေးမှတ်ထားမယ်။အဲ့တော့သူမဒီဆိုရှီပေါ့ subject ပြီး verb ကိုရေးမယ်။ထားခဲ့တယ်။ verb 2တောင်းရမယ်။ ထားတာနှစ်ခုရှိတယ်ဒီလိုတစ်ခုမှာတင်ထားလိုက်တာတစ်ခုတည်းကိုထည့်ထားလိုက်တာအဲ့လိုဟာလေးဥပမာပြောလို့ဆိုရင် put လို့သုံးရတယ် value ကလည်း put ပဲ asset ဆရာမလို့ ed လည်းထည့်ဆရာမလို့ဒါ value ကလည်း put ပဲထန်ထားခဲ့တာဆိုရင်တော့ left left လို့ရေးလို့ရတယ် leave က value က left နော်ဒါ she put နောက်မှ she left ဘာလို့လဲစာအုပ်ကိုအမှ the book လို့ဆရာရေးလိုက်တယ်အဲ့မှာလေဒီသေးပါချင်းမပါချင်းပြပြပြမယ်သေးပါလေဆိုတာတိကျလို့သေးထဲတယ်ပြောတဲ့သူကနားထောင်တဲ့သူကဟောတိရင်တိကျလို့ခေါ်တယ်ဥမာပေါ့ဒီကောင်ကဆရာတို့ပြောတဲ့အခြေအနေပေါ်မူတည်တယ် ူမကခုံပေါ်မှာစာအုပ်တအုပ်ထားလိုက်တယ်လို့ဆရာပြောတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးနားထောင်တဲ့သူကဘယ်ဆောင်မှသူကမသိဘူးဆိုရင် upload လို့သုံးလို့ရတယ်။ဆရာကတော့လာမေးဟောင်းစာအုပ်ပေါ်မှာလဲသူမေးရဆောင်သူကသိရဆက်လက်ပြောတာအေးအဲ့စာအုပ်ကိုတော့သူဇပွဲကုန်ပေါ်မှာထားလိုက်တယ်လို့ဆရာလည်းပြောတယ်အဲ့တော့စာအုပ်ကိုအကြောင်းသူလည်းသိရဆရာလည်းသိရနှစ်ယောက်စလုံးသိရလို့ယူဆလို့ရနော်ဒဲထိုင်တယ်အခြေအနေပေါ်မူတည်ပြီးတော့ A လည်းဖြစ်နိုင်တယ် D လည်းဖြစ်နိုင်တယ်အဲ့တော့ she put the book ဘယ်ပေါ်မှာထားလဲဇပွဲကုန်ပေါ်မှာဒါကရှေ့ရ30စီးမှာတင်ပေးထားတယ် proposition print မှာလို့ပါပဲအပေါ်မှာဆယ်ပေါင်ရေးလဲဟုံးအရေးတယ် ပတ်ကုန်တော့ the table ပေါ့ on the table ဒါ prepositional phrase လို့လည်းခေါ်လို့ရတယ်လို့ adverb လို့လည်းခေါ်လို့ရတယ်အဲ့လိုနေမှတ်ထားသူကကလေးကိုအဲ့ချိန်မတိုင်မီနွားနို့အချို့ပေးခဲ့တယ် subject ကသူပေါ့ he subject ပြီးရင်ပါလာမလဲ verb ကိုသွားမယ်ပေးခဲ့တာပါလဲဆိုရင် but do okay subject verb ပြီး object အပေးခံရလူလိုက်ရှာပါတယ်ကလေး he gave the baby ဟုတ်ပြီနော်အဲဒါရှိမှဒီ series မှာပဲဆရာတင်ထားရဲ့ series မှာ object နှလုံးပါတဲ့ပုံစံ အဲရောက်လာဘသူကိုပေးရလဲခန်းလေးကိုပေးတာဘာကိုပေးရလဲနွားနို့အချို့ပေးရတာ object ဘယ်နှလုံးလဲနှလုံးဆိုရင်ဘာအရင်ရေးဖို့ဆရာသိပေးထားလဲလူ object ကိုအရင်ရေးမယ်ပြောရမယ်ဆိုရင် diet မဟုတ်တဲ့ object ပေါ့ diet ပေးတာကနွားနို့အဲ့ဒါကိုနောက်မှာထားမယ် diet မဟုတ်တဲ့ interact ကိုရှေ့မှာထားမယ်ဒီဒီနေ့မှာတွေ့ရလူဆိုရင်ဒီရှေ့မှာရှိတဲ့ day 1ကနေပြီးတော့ဒီနေ့ထိလည်းချက်ပြန်ကြည့်လိုက်ဒါဆိုချိတ်ဆက်မိသွားလိမ့်မယ်အဲ့တော့ဒါက diet မဟုတ်တဲ့ခလေး diet ပေးခိုင်းရင်နွားနို့ကဒီမှာ sand mink အခုထိ ဘလို့ဖြစ်တာလဲဘယ်နေရာမှာလဲဘယ်ချိန်လဲဘာကြောင့်ပေးရလဲဘယ်တိုင်းခါတီးပေးရဆိုတာဒီမပါသေးဘူးဘာလာမလဲအဲ့ချိန်မတိုင်မီဆိုတဲ့အချိန်လေးပါရဲ့အဲ့ဒါလေးကို everbee လို့ခေါ်တယ်မတိုင်မီက before ပေါ့နော်အဲ့ချိန်ကတော့ bad time လို့ပဲခေါ်လို့ရတယ်အဲ့ဒါ before bad time အဲ့ချိန်မတိုင်မီကလေးကိုသူကနွားလို့ချုပ်ပေးလိုက်တယ်ဘာလေးတွေလာစားပြီးမင်းကိုခေါ်မယ် subject က i subject ပြန် verb လာမယ်ခေါ်တယ်ခေါ်တာခေါ်ပေါ့ဒါပေမဲ့ခေါ်တာခုမဟုတ်အနာကခေါ်မယ်ဆိုတော့ဝင်နေတော့မယ် အဝေခေါ်အတူကောင်းတဲ့ apostrophe error လို့လည်းရေးလို့ရတယ်ဘလို့ခေါ်မှလဲ main ကိုခေါ်မယ် set object ထဲမှာ you ဒါပဲရှိသေးတယ် adverbial ထဲမှာဘယ်အချိန်မှာခေါ်မှလဲနေ့လယ်စာစပြီးခေါ်မှာနေ့လယ်စာစပြီးတော့ဘလို့ခေါ်လဲဆိုရင် after eating နေ့ပိုင်းထဲစာမလို့ after lunch လို့ရေးလိုက်လို့ရတယ်ဒါနေ့လယ်စာပြီးရင်နော်ငါဘူတာရုံမှာသူမနဲ့တွေ့ဆုံခဲ့တယ် subject ကငါဆိုတော့ i subject ပြင်ဘက်ကိုသွားမယ်တွေ့ဆုံတာတွေ့တာလှမ်းကွာလှမ်းမြင်ပြီးသူကကိုမမြင်ဆိုရင် c ပေါ့ ကိုရက်တူရနှစ်ယောက်သားမြန်မာစင်းဆိုင်ပြီးတွေးခဲ့တယ်ဆိုရင် meet ကိုတုံး meet meet ဒါပေမဲ့တွေးဆောင်ခဲ့တဲ့က vadu ဆိုတော့ me က vadu က mat အဲ့ဒါလေးနဲ့ကြက်ထားလိုက်တယ် me ရဲ့ vadu က mat ဤတလုံးပြုတ်သွားတယ် i mat ဤတီထဲလို့မရအောင် subject ဘတ်ပြီးလို့ရှင်ဘာလို့လဲဆိုရင် tuma နဲ့ဆိုတော့ tuma နဲ့ဆိုရင်ဆရာဟာပဲတုံးရပါတော့ i mat ဟာပမာလေဘူတာယုံမှာကျတော့ add နဲ့ရတယ် add the station ဆိုတော့ဆရာဒီနေ့မှာလည်းဗာနဲ့ပတ်သက်ပြီးတော့လေ့လာပြီးပြီဆိုရင် algebra ရဲ့ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆရာဆက်ပြီးတော့တင်ပေးခဲ့ပြီးပါပြီဒီမှာလည်းဖြစ်နိုင်ရည်ရှိတယ်ဘလို့လဲဆိုရင်မှာဟို quickly ဆိုရင်မြန်မြန်သွားတယ်လို့ဘာလို့ဒါလည်းဘလို့သွားလဲဆိုတော့ထောက်ပြနေတဲ့ဟာတွေဒါလည်း algebra ပါပဲဘာကြောင့်လောက်ရတယ်ဆိုရင်နောက်ကအကြောင်းပြချက်တွေပါရင်လည်း algebra ပါပဲဟုတ်ပြီနောက်နေ့ဆက်ပြီးတော့လေ့လာကြပါ fight ထဲမှာ